နေဦးတော်လိုင်းအင်အားစုတွေကိုအမိသဟေးပြုပြီးနိုင်ငံရေးအကျိုးမြတ်ဘသူတွေရသွားလဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြားသုံးသပ်ဆွေးနွေးမှုတွေရှိနေကြပါတယ်။2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်ပေါ်ထွက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာတိုင်းဒေသနဲ့ကင်အဖွဲ့အစည်း EAO တို့နဲ့ပူးပေါင်းပြီးမြမတက်မတော်ကိုတိုက်ပွဲဖော်ဆောင်လျက်ရှိတာပါ။အဲဒီလိုတိုက်ပွဲဖော်ဆောင်ကြရမှာ EAO PDF ပူးပေါင်းတပ်ဖွဲ့တွေကနေမြေတွေတင်ပိုက်ရယူနိုင်ခဲ့ပေမဲ့ ကြားဝင်ဆက်ဆက်မှုတွေကြောင့်တွေ့ဆုံဆွေးနွေးကြတဲ့အခါမှာတော့မြမတက်မတော်နဲ့ EA တို့ကသဘောတူညီချက်တွေရရှိခဲ့ကြပြီးတိမ့်ပတ်ရရှိထားတဲ့မျိုးတွေကိုပြန်လည်လှည့်ပြောင်းပေးရခဲ့ကြတာပါ။ EA တွေဟာလက်နက်ကင်လှုပ်ရှားမဲ့အင်အားစုအများအပြားကို PDF တွေစီကနေရလိုက်တာဖြစ်ကြောင်းအဲ့ဒီအခင်းကျင်းတွေမှာအမှန်တကယ်အင်အားဆုံးရှုံးမှုထိခိုက်နစ်နာမှုတွေအပေါ်မူတည်ကား EEO နဲ့ PDF ဘသူတို့နိုင်ငံရေးအမျက်ရတယ်လဲဆိုတာကိုမြင်နိုင်ကြောင်းတင်တကမဟာပြူဟာလစ်လာရေးအဖွဲ့မှအမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရတယ်။အားကြောင့်လဲဆိုတော့ EU တွေကလည်းဘူတွေကစိတ်အနောက်လှူရှားနိုင်ကြအောင်ရှိပြောရင်တော့ခုနဟိုတက်ဆိုင်ရင်အားစုပေါ့လေဒီမှတ်ကန်ပြီးတော့ဒီမှတ်ကန်လှူရှားမှုတုံးမဲ့အားစုတော်တော်များများကိုခုန PDF ကနေတူတူကြားလိုက်ကြတာအဲ့တော့နောက်ဆုံးမှာ PDF တွေကသူတို့လိုချင်တဲ့အရာလည်းမရဘူးမရတဲ့အပြင်မှာ ဆိုရှာမှုအရင်ဆက်သွားတဲ့အချိန်မှာတော့ဘုံတော့ဗာဖြစ်သွားလဲဆိုတော့အရင်အตาရသွားတော့အตาပြီးရတယ်ကျွန်တော်တို့သိတော့လို့ရတာဟာအဲ့ဒီအင်းရေတွေချီချီချမ်းရယ်ဒီရက်ကအဲ့လောက်ကြီးသူတို့ဘာမှသုံးနိုင်ကြမရှိကြတော့ဘူးပေါ့အဲ့ဒါတော့ဘုံတော့ဆိုကျွန်တော်တို့မြင်နေရတဲ့အချိန်မှာပြည်ပြီးသားစိတ်ဆက်ဖြစ်သွားတာပါလေသူတို့ဘလောက်သိနိုင်လဲမသိနိုင်ဘူးဆိုတော့အားလုံးသိရတဲ့အတိုင်းဟိုနောက်သူတို့ရဲ့သူအောင်ဘလောက်အဆင်ပြေလဲမသိဘူးကြဲဆိုတာလေကျွန်တော်တို့မြင်နေရတာပဲလေအဲ့တော့ တကယ်ဘသူကစင်အားစုကိုဆုံးဆုံးသွားလဲဘယ်လောက်ထိကိုမှလူကြည့်နေနေအောင်ဖြစ်လဲတာပြင်ပြတာပေါ့အဲ့တော့အဲ့ဒါပေါ်မှာမူတည်ပြီးတော့ဒီကိုအမြဲရလားဒီရက်ဒီအမြဲရလားဆိုတော့အားလုံးမြင်နေရပါလိမ့်မယ်2025ခုနှစ်အောက်တိုဘာ29ရက်နဲ့28ရက်ကတရနယ်လေးနဲ့တက်တို့တွေ့ဆုံဆွေးနွေးမှုအရာအပြည့်ခက်ရက်စက်ရေးသဘောတူလက်မှတ်ရေးထိုးပြီးမိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေဆုတ်ခွာမယ်လို့တရနယ်လေးကထုတ်ပြန်ခဲ့တာပါအဲ့ဒီလိုကြေညာပြီးနောက်ရှမ်းမန်းနယ်စပ်စစ်ရေးအခြေအနေတွေရှုပ်ထွေးနေပြီး နေဦးတော်လည်ကာလာအတွင်တင်းယူခဲ့တဲ့ထင်းကျုံစိုးမိုးနယ်မြေတွေကိုအလွတ်တကူလက်လွတ်ဖို့မရှိဘူးလို့ MDY PDF ကထုတ်ပေါ်ပြောဆိုထားတာပါ။တိုင်းစလနက်ကန်တွေဟာသူတို့ရဲ့ဒေတာပြည်နယ်နဲ့လူမျိုးလွမြောက်ရေးအဓိကဖြစ်တဲ့အတွက်နိုင်ငံရေးသဘောတူညီချက်ရယူရမှာသူတို့ဒေတာခိုင်မာရေးကိုအားသာသွားတယ်လို့ထင်ကြောင်းတရုတ်မြန်မာရေးလေလာသုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကပြောပါရယ်။ဒါပေမဲ့လူဦးတော်လန်ရေးရဲပေါ်အများစုဟာလည်း တိုင်းသားလက်နက်ကိုင်အဖွဲ့ရဲ့အကြက်တဲအပေါ်နားလည်မယ်လို့ထင်ကြောင်းတဲ့သူကပြောပါတယ်။အဲသဘောပါကိုယ်တိုင်မှုမရှိနေပါဘူး။ကြည့်ရတာနားလည်မှုယူနေတဲ့သူပါတယ်နော်။တိုင်းသားလက်နက်ကိုင်အဖွဲ့ကသမီးရဲ့မျိုးပုံကိုကြည့်ကြည့်အကုန်လုံးကတည်ယုံနဲ့နေချင်းဆက်နေတာကြည့်ပဲ။အဲတော့တည်ယုံက PR ဆိုတာလေတည်ယုံကဘယ်လိုကုန်မလဲ။လက်နှလုံးပေါ့နော်။ဥမာအပြစ်အပြစ်ကရရင် သူကအဲ့ border gate ကိုဖွင့်ပေးမယ်စီးပွားရေးအပွားလာလိမ့်အမဒီဆိုကြိုကအများကြီးဖွင့်ပေးထားတာပဲဖွင့်ပေးထားပြီးသူတို့ဘက်ကအထောက်အပံ့တွေပါလိမ့်အများကြီးအကူအညီပေးထားတာပဲဒီတခြားမလို့ခု MNDE ရေဆိုလောက်ကျန်းလို့အဲ့အရင်သူတို့နေတဲ့ဒေသဟောင်းတွေကိုသူတို့ကောင်းကောင်းတည်ဆောက်နေတာဖြစ်တာအဲ့တော့တိုင်းသားအဖွဲ့အစည်းတွေအနေနဲ့ကနော်သူတို့အနေနဲ့ဗမာပြည်ဟိုစေနာမထားတာတော့မဟုတ်ဘူးတကြီးလုံးထက် သူကသူ့ဒီစာလေးသူ့ဒီနယ်လေးသုံးဖို့သူ့လူမျိုးလေးလေးရရအကြီးကဖြစ်တာ哦အဲ့တော့သူကဒါမဲ့ပဲကြီးနိုင်ပြီးတော့သူ့ဒီစာလေးတီးရအောင်သူ့ဒီစာလေးခိုင်မအောင်ဒါကြီးကိုပို့ပြီးတော့အားပါသွားတယ်ခင်ဗျဟို PDF ဆိုပါလို့ရတယ်ကိုကကျမတို့အားလုံးနားလည်ပြီးတယ်ဒီဒီဘက်ကနေဦးတော်နိုင်ကြီးကအဲရဲဘော်လူကျွန်တော်များများကလည်းအဲတိုင်းသားအဖွဲ့ကြီးရဲ့အခေအခေအကြက်တွေကိုနားလည်ပြီးကြတော့ နားဆိုင်မှုရှိကြပါမယ်ထင်တယ်ကြည့်ရတာဒီလိုပြောလို့အစောက်စားအရာအဆင်ပြေတာတော့ဟုတ်ချင်မှာဟုတ်မှာပေါ့နော်ပဋိပက္ခလေးကြီးအဲပုတ်တိုက်မှုကြီးတွေရှိနေမှာလေတတုံညာနှစ်ခွန်စစ်စင်ရေးအတွင်းတင်ပိုက်ရရှိထားတဲ့မြို့တွေထဲကမှလာရှုမြို့ကိုကိုကန့်တက် MNDA ကမြမတက်မတော်ထံပြန်လည်လွှဲပြောင်းပေးအပ်လိုက်ရခဲ့ကောင်တခြားမျိုးတွေကိုလည်းပြန်ပေးရနိုင်ပွဲရှိကြောင်းစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကတုံ့တက်ခဲ့ကြတာဖြစ်ပါတယ်။မိုးကုံမျိုးနဲ့မုံမိတ်မျိုးတွေကို2024ခုနှစ်ဇူလိုင်လအတွင်းက TNL နဲ့မဟာမိတ်တပ်တွေကတင်ပိုက်ရယူခဲ့တာဖြစ်ပြီးတနစ်ကျော်အကြာမှာတော့ TNL ဘက်ကမြန်မာတပ်မတော်နဲ့သဘောတူညီမှုရရှိပြီးနိုဝင်ဘာ20ရက်နေ့နောက်ဆုံးထားပြီးဆုတ်ခွာမယ်လို့တတင်းတွေထပ်ပေါ်လျက်ရှိတာပါ။အဲဒီနောက် KIA ဟာလည်းကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအတွင်မှာ PDF တွေရဲ့အင်အားကိုအသုံးပြုပြီးမြန်မာတပ်မတော်ရဲ့စစ်စခန်းတွေနဲ့မြို့တွေကိုတင်ပိုက်တင်ကျုပ်ခဲ့တာပါ။ဒါပေမဲ့ KIA ဟာမြန်မာတပ်မတော်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်လျှို့ဝှက်ချိတ်ဆက်နေတာကြောင့်သဘောတူညီချက်ရရှိသွားပါကော PDF တွေရဲ့အနေထားမှာလည်းတမျိုးတပုံအပြောင်းလဲဖြစ်သွားမယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကြက်ခတ်တွေကထောက်ပြကြပါဗျာ။